မင်္ဂလာညချမ်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ19ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ပူပူပါပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့သုတေသနညီလာခံ research conference 2025အောင်မြင်စွာကျင်းပပြီးစတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမျိုးသားညညရေးအစိုးရတမ်းမာရေးဝန်ကြီးဌာနသူတေသနနှင့်ဖွံ့ဖြိုးမှုဌာနကဥဆောင်တင်ပါတဲ့ သုတေသနညီလာခံ research conference 2025ကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့အမျိုးသားညညရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ခက်ခဲရှုပ်ထွေးသောအရေးပေါ်အခြေအနေများကြားမှာကျန်းမာရေးကဏ္ဍမြမအကြက်တဲစိန်ခေါ်မှုများတဲ့မှသုတေသနနဲ့ထုတ်ပြန်မှုဆောင်ပုံနဲ့ကျင်းပတဲ့သုတေသနညီလာခံကိုစက်တင်ဘာလ28ရက်နေ့ကနေ29ရက်နေ့အထိနေ့စဉ်မြမစံတော်ချိန်မနက်7:00နာရီကနေနေ့လယ်2:00နာရီအတွင်းအွန်လိုင်းကနေကျင်းပခဲ့တာလို့သိရပါတယ်။ သုတေသနညီလာခံမှာဖတ်ကြားတင်သွင်းမယ့်စာရန်တွေနဲ့ပြသလိုတဲ့ပိုစတာတွေကိုဇူလိုင်လ23ရက်ကနေဩဂုတ်လ23ရက်နေ့အတွင်းခေါ်ယူခဲ့တယ်လို့လည်းသိရပါဗျ။စက်တင်ဘာလ28ရက်နေ့မှာတင်ပါတယ်ညီလာခံဖွင့်ပွဲအခမ်းအနားကိုပြည်ထောင်စုဝန်ကြီးပမခဒေါက်တာစောဝေဆိုနဲ့ဒုတိယဝန်ကြီးပမခဒေါက်တာခင်မာလွင်တို့ကအဖွဲ့အစည်းစကားပြောကြားခဲ့ပြီးစက်တင်ဘာလ29ရက်နေ့ပိတ်ပွဲအခမ်းအနားမှာတော့ဒုတိယဝန်ကြီးဒေါက်တာရွှေပုံကအမှားစကားပြောကြားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ညီလာခံဖွင့်ပွဲအခမ်းအနားမှာပြည်အောင်စုဝင်ကြီးပမခဒေါက်တာဆော်ဝေဆိုကကျမ်းမာရေးသူတေသနာလုပ်ငန်းတွေလှုပ်ဆောင်မှတ်တမ်းတင်နေခြင်းဟာမတရားမှုရက်ဆက်ကြမ်းကြုတ်မှုတွေကိုဒူးမထောက်တဲ့ကြံ့ကြံ့ခံနိုင်မှုရဲ့ပြယုတ်တစ်ခုဖြစ်တယ်ဆိုတာကျွန်တော်တို့အားလုံးသိမှတ်ကြရမှာဖြစ်ပါတယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။လက်ရှိကာလမှာသူတေသနာလုပ်ငန်းတွေဟာပညာရေးဆိုင်ရာလိုအပ်ချက်တွေမဟုတ်ပဲလက်ရှိဖြစ်ပွားနေတဲ့အကြောင်းအရာတွေကိုအထောက်အထားခိုင်ခိုင်လုံလုံနဲ့သိရှိနိုင်တဲ့အတွက် evidence based decision making အတွက်အကျိုးရှိမှာဖြစ်တယ်လို့ သုတေသနအထောက်အထားတွေ program project အသီးသီးကနေသင်ငန်းစာယူစရာတွေကိုပြည်သူ့တန်းမာရေးလုပ်ငန်းတွေရေးဆွဲအကောင့်ထဲဖွဲ့တဲ့နေရာမှာပြန်လည်အသုံးချနိုင်မှဝန်ဆောင်မှုလုပ်ငန်းတွေပိုပြီးထိထိရောက်ဆောင်ရွက်နိုင်မယ်လို့လည်းပမခဒေါက်တာဇော်ဝေစုက ပြောကြားခဲ့ပါတယ်။သုတေသနညီလာခံမှာစာရန်း28ဆောင်ဖတ်ကြားခဲ့ပြီးပိုစတာပြသမှုအနေနဲ့အဆောင်20ပါဝင်ခဲ့တယ်လို့သိရပါတယ်။ဒီညီလာခံအတွက်စရင်ပေးသွင်းသူ463ဦးရှိခဲ့ပြီးညီလာခံပထမနေ့မှာ189ဦး ဒုတိယနေ့မှာ185ဦးတတိယနေ့မှာ150ဦးတက်ရောက်ခဲ့တယ်လို့မှတ်တမ်းတွေရသိရပါဗျ။သုတေသနညီလာခံစာတဲ့အချင်းချုပ်စုစည်းမှုစာအုပ် Reset Conference Proceeding ကိုညီလာခံ website ဖြစ်တဲ့ https://https://www.reset-conference-moh-nug.org/ မှာစာရင်းပေးသွင်းပြီး download ရယူနိုင်တယ်လို့သိရပါဗျ။ အခုဆက်လက်ပြီးတော့ငတ်တယောက်မြို့နယ်တွေကလမ်းပိုင်းတွေကိုညနေ6နာရီကနေမနက်6နာရီအတွင်းအသုံးမပြုဖို့ကန့်သတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညောင်ခရိုင်ငတ်တယောက်မြို့နယ်တွေကလမ်းပိုင်းတွေကိုညနေ6နာရီကနေမနက်6နာရီအတွင်းအသုံးမပြုဖို့21ပကံပြည်သူ့ကာကွယ်တပ်ဖွဲ့ကအသိပေးထုတ်ပြန်လာပါတယ်။အတန်းဖက်စစ်တပ်စစ်ကြောင်းနဲ့ငတ်တယောင်မြို့နယ်တွေကိုထိုးစစ်ဆင်လာတဲ့အတွက်စာထုတ်ပြန်တဲ့မနေ့အောက်တိုဘာလ17ရက်ကစပြီးငတ်တယောင်မြို့နယ်လမ်းပိုင်းတွေကိုငတ်တယောင်မြို့နယ်တွေကလမ်းပိုင်းတွေကိုအသုံးမပြုဘဲ 21ပကံပြည်သူ့ကာကွယ်တပ်ဖွဲ့ကကန့်တက်လိုက်တာဖြစ်ပါတယ်။ငတ်ကြောင်းမြို့နယ်ထဲလမ်းပိုင်းတွေကိုညနေ6နာရီကနေမနက်6နာရီအတွင်းအသုံးမပြုကြဘူး။ပြည်သူလူထုကိုပန်ကြားထားပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးနဲ့လုံခြုံရေးအခြေအနေတွေအရညအူးတောင်ပောင်းလမ်းပိုင်းကိုည7နာရီကနေမနက်9နာရီအတွင်းအသုံးမပြုကြဘူး။ညအူးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကလည်းဒေသတွင်ပြည်သူတွေနဲ့ခရီးသွားပြည်သူတွေကိုအောက်တိုဘာလ9ရက်နေ့ကပဲတိုက်တွန်းထားပါသေးတယ်။ ဒါကြောင့်တော်လိုင်းရေးတက်တွေဘက်ကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးကြဖို့နှိုးဆော်ထားပြီးထုတ်ပြန်ချက်တွေကိုမလိုက်နာလို့ထိခိုက်မှုတွေရှိလာရင်စီကံမလိုက်နာသူတွေရဲ့တာဝန်ပဲလို့21ပကံပြည်သူ့ကာကွယ်တပ်ဖွဲ့ကတတိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။